ရင်မိမိရဲ့စိတ်ကအလိုလိုတည်နေတတ်ခြင်းစိတ်ရဲမမှန်တဲ့လူတွေကိုနားမှာအမြဲမနေနိုင်ခြင်းသူ့အလိုလိုထောက်ခွာသွားကြရခြင်းဒုက္ခရောက်เสียရှိရင်လည်းပဲအဲ့ဒီဒုက္ခတွေကနေဖယ်ထုတ်ပေးလိုက်ခြင်းကြီးကြီးမားမားဖြစ်တဲ့ယတနာတွေကိုသိငယ်သွားအောင် ိတ်ဆွေအားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတရဏဂုံကိုနေ့စဉ်ရုပ်ဖတ်ပူဇော်တဲ့လူတွေအတွက်အကျိုးကျေးဇူးဘယ်လိုရှိတယ်ဆိုတာကိုဒီနေ့ဗီဒီယိုမှာကျွန်တော်ပြန်လည်ပြီးတော့ညွှန်ပြခြင်းပါတယ်ကျွန်တော်တို့နေ့စဉ်တရဏဂုံကိုရုပ်ဖတ်ပူဇော်တဲ့လူတွေအတွက်မှာတော့စီဝါလလာပါတုံမယ်လူချစ်လူခင်ပေါ်မယ် BND ရဲ့ဂိမ်းပဲကျွန်တော်တို့ရုံရုံကြည်ကြည်နဲ့တာရုပ်ဖတ်ပူဇော်ကြည့်ပါပေါ့နော်အားလုံးပဲကျွန်တော်နဲ့အတူဒီဗီဒီယိုလေးကိုကြည့်လိုက်ရအောင်တရဏဂုံ၃ပါးကိုနေ့စဉ်ပုံမှန်ရုပ်ဆိုနေတယ်ဆိုရင်အဲ့ဒီပုံကိုယ်တွေမှာတွေ့ရမ ြားချက်တွေကိုပြန်လည်ပြီးတော့မျှဝေပြီးတော့မှာဖြစ်ပါတယ်။ဒါကြောင့်ဓမ္မမိတ်ဆွေတို့ကတဏ္ဍဂုံသုံးပါးကိုရွတ်ဆိုပွားများပူဇော်နေတယ်ဆိုရင်ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်သွားလိုက်ပါ။အဲ့ဒါကဘာလဲဆိုတော့ဒုက္ခရောက်တော့မယ်ဆိုရင်မိမိရဲ့စိတ်ကအလိုလိုတည်နေတတ်ခြင်း။စိတ်ရင်းမမှန်တဲ့လူတွေကိုအနာမှာအရေးမနေနိုင်ခြင်းသူ့အလိုလိုထောက်ခွာသွားကြရခြင်း။ဒုက္ခရောက်เสียရရှိရင်လည်းပဲအဲ့ဒီဒုက္ခတွေကနေထုတ်ပြေးလိုက်ခြင်း။ ူညီရင်တဲ့လူတွေကိုယ်ကာကွယ်ပေးမဲ့ပုံကိုယ်တွေပေါ်လာခြင်း။အနည်းရဆိုးတွေမကြရောက်ခြင်း။အေးဆိုးဒုက္ခဆိုးတွေမကြုံတွေ့ကြရခြင်း။ဘေးရတဲ့တွေကြုံတွေ့လာရင်တောင်းအဲ့ဒီဘေးရတဲ့တွေကနေလွတ်ရောက်ခြင်း။လက်မှာပါများရှင်လန်းပြီးတော့ငွေများတိတိတတ်တာဝင်လာခြင်း။မိမိကိုပေးခြင်း ရှင်းတန်းလေးလားမိမိတို့ရဲ့နေစဉ်လက်ချက်အခြေအနေမှာကုသိုလ်ပညာဥစ္စာတစ်ခုခုကိုတော့မရရအောင်ပြီးဆောင်သွားပါဘဝရဲ့လက်ချက်အခြေအနေမှာကိုယ်စိတ်နှမချမ်းမှချမ်းသာစွာဖြင့်စီပေါ်ရေးလူမှုရေးတာရေးသမီးရေးတွေကိုလည်းပဲလွယ်ကူစွာဆောင်ရွက်နိုင်ကြပါစေပြီးတဲ့နောက်မှာလည်းပဲခန္ဓာပေါ်ဉာဏ်ရောက်အောင်တည်တည်အတိုင်းရှင်းချင်ကြိုးကိုပွားများအားထုတ်နိုင်ကြသည့်ဖြစ်၍ နိဗ္ဗာန်ကိုမျက်မှောက်ပြုလည်နိုင်ကြတဲ့ပါရမီရှင်သူတော်ကောင်းများဖြစ်နိုင်ကြပါစေ။နောက်ဖြစ်စည်းချိန်တန်လာရင်ဘာတွေကလည်းစပြီးတော့မှပြည့်စည်လာတယ်။လူတယောက်ပြည့်စည်တော့မယ်ဆိုရင်အတွေးတွေကလည်းစပြီးတော့မှပြည့်စည်ပါလေ။မကောင်းတဲ့အတွေးတွေကိုတွေးလာမယ်။အဲဒီမကောင်းတဲ့အတွေးတွေကိုခြေခံပြီးတော့မှမကောင်းတာတွေကြမ်းတမ်းတဲ့စကားတွေမှတ်ရမ်းတဲ့စကားတွေကိုပြောဆိုဆက်ဆံလာမယ်။အဲဒီကနေတစ်ဆက်စိတ်ချမ်းလှုပ်ချမ်းကနေတစ်ဆက်ခန္ဓာကိုယ်ကပါကြမ်းတမ်းလာမယ်။ မကောင်းတာတွေကိုသူကဘုအနိုင်ကျင့်တာတွေလက်လက်ပါတာတွေကိုတိလက်ရောက်စော်ကားတာမျိုးတွေသူတို့ဘာအသက်တက်ဖြတ်တာမျိုးတွေစားနေကျန်းကျန်းထန်းထန်းတွေကိုလှုပ်လာပဲဒါဟာအကုသိုလ်ဝင်နေတာလို့ခေါ်တယ်အကုသိုလ်ဝင်နေအကုသိုလ်ဝင်နေဆိုတာကသူများကပေးနေတာမဟုတ်ဘူးကိုကိုယ်နိုင်ငံ့ကိုမှပျက်စီးတော့မဲ့လက္ခဏာဖြစ်တယ်ဘာကြောင့်လဲဆိုရင်အကုသိုလ်ဝင်နေဆိုတာက မကောင်းတာတွေလှုပ်ရတာကိုကြိုက်ရတယ်မကောင်းတာပြောရတာတွေကိုအရသာတွေ့လာတယ်ကရင်တွေ့လာတယ်မကောင်းတာတွေကြံစီရတာကိုတက်တက်လာတယ်ဒါဟာအမှုသူဝင်နေတာပဲသူတစ်ပါးတက်တက်ရတာကိုငက်တက်လာတယ်အရသာတွေ့လာတယ်ဆိုရင်ဒါဟာအမှုသူဝင်နေဒီလိုဖြစ်စည်းတော့မှာသူတို့ဘာကိုချမ်းချမ်းသာသာဆက်ဆံရတာတွေကိုနှစ်သက်လာတယ်ပို့ပြီးတော့မှဆင်းကျင်လာတယ်ဆိုလို့ရှိရင်အစင်းမပိုင်းစကားမပြောတတ်ဘူးဆိုရင်ဒါဟာအမှုသူဝင်နေတာလို့ခေါ်တယ် ဖို့လိုဝင်နေပြီဆိုရင်တော့ဒီဒီနေရာမှာကျွန်တော်စကားလေးနည်းနည်းလောက်ဖြည့်ပြောခွင့်ပြုပါနော်ဆိုအခုဆိုရင်နေ့စဉ်နဲ့အွန်လိုင်းပေါ်မှာ YouTube ဖတ်တာကိုဘယ်လိုလည်ရမလဲဘယ်လိုအကြောင်းပြုစုနဲ့လည်ရမလဲဘယ်လိုပုံစံမျိုးနဲ့လည်ရမလဲနောက်ပြီးတော့ဘလူဖွဲ့စည်းတွေနဲ့လည်ရမယ်ဆိုတော့အခုနေ့စဉ်နဲ့မြ၊စုဝင်တဲ့လူတွေများကြီးရှိပါတယ်။အဲ့ဒီလူတွေဒီဗီဒီယိုလေးကိုမြင်ပါစေ၊တွေ့ပါစေ။ကျွန်တော်ဆုတောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့နေ့စဉ်နဲ့မြတ်ခင်ဗျားကိုလိန်မှုကြိုးစားနေတဲ့ခါမှာစိတ်နဲ့ဖြစ်လိုက်တာနဲ့ကျွန်တော်တို့တော့မှအာကုသို့ဆိုတာဖြစ်လာခဲ့တယ်เนาะအခုမခံရပါဘူးနောက်မရှိမှကျွန်တော်တို့သူများရဲ့အရဲ့ဟိုချွေးနှဲစာကိုကျွန်တော်တို့တွေမတရားသိမ့်ပိုက်တာမတရားယူတာလို့တွက်ကိုကျွန်တော်တို့နောက်မရှိမှကျွန်တော်တို့တော့ခံရမယ်ကျွန်တော်တို့မိသားစုတွေခံရမယ်ဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးမှာပြောကြားချင်ပါတယ်ပေါ့เนาะစိတ်ပိုင်းဆိုင်ရာလည်းဖြစ်စည်းနေပြီလုံပိုင်းဆိုင်ရာလည်းဖြစ်စည်းနေပြီ ကာယကမဆိုင်ရာနဲ့ဂျန်တန်းနေပြီဆိုရင်ဒီလိုတယောက်ရဲ့ဘဝပျက်စီးဖို့အလားအလာများနေပြီ။ဒါကြောင့်မို့ဘလို့သတိထားရမှာလဲဆိုတော့လူဟာအမြဲတမ်းကိုယ့်ကိုယ်ကိုပြန်ပြီးတော့သုံးသပ်နေရတယ်။ဘလို့သုံးသပ်ရမှာလဲဆိုတော့ငါရဲ့အတွေ့အကြုံမှာသူတော်ဘာကဒုက္ခရောက်စေခြင်းရဲ့အတွေ့အကြုံပါနေသလားမကောင်းတဲ့အကျိုးမရှိတဲ့အနစ်တာရာမရှိတဲ့အတွေ့အဆိုးတွေပါနေသလားဒါဆိုရင်ဒီအတွေ့အကြုံတွေးမိနေတယ်ဆိုရင်ဒီအတွေ့အကြုံက ရှောင်းကိုကိုကိုတတိပြန်ပေးရတယ်။အဲဒီလိုပဲကိုတနေ့တာစကားပြောမိလိုက်တဲ့အချိန်မှာငါပြောတဲ့စကားတွေထဲမှာကြမ်းတမ်းပြီးတော့ရိုင်းဆိုင်တဲ့စကားတွေသူတို့ဘာအကျိုးပြည့်စုံတဲ့စကားတွေပါနေသလား။ဘာမပါဘူးဆိုရင်တော့ကိုကဖြူစင်တာပေါ့။တကယ်လို့များပါနေခဲ့တယ်ဆိုရင်ဩငါဒီသာမျိုးတွေပါနေတယ်။မသိတော့ဘူးဆိုကိုကိုကိုပြန်ပြုတ်ပြန်ရတယ်။ နော်နောက်တစ်ခုကငါရဲ့ကာယကံတွေဟာငါရဲ့လှုပ်ရှားမှုတွေဟာကြမ်းတမ်းပြီးတော့ရိုင်းဆိုင်နေသလားရက်ဆက်နေသလားကိုယ့်အကူပြန်သုံးသပ်ရတယ်အဲ့ဒီလိုမျိုးတွေကိုဟာကာယကံဝစီကံမလို့ကဒီသုံးခုစလုံးဟာကိုယ်ဟာယဉ်ကျေးတိမ်ဝင်မှုမရှိဘူးလားရှိသလားဆိုတာပေါ့အများအားသုံးသပ်နေရတယ်တကယ်လို့ကိုယ်ဟာတစ်ခုခုကချွတ်ရင်းပြီးတော့ကြမ်းတမ်းနေတယ်ဆိုရင်ဒါဟာကိုယ့်ကိုယ်တိုင်ကိုလည်းဖြစ်စည်းတယ်ဘိပဝဉ္ချင်ကိုလည်းဖြစ်စည်းစေတတ်တယ်ဒါကြောင့်မို့ကာယကံဝစီကံမနောကံတွေယဉ်ကျေးတိမ်ဝင်အောင် တတိထားဆင်ခြင်ပြီးတော့ပါနေထိုင်ကြပါလို့ပြောပါရစေကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေအရန်ကိုတန်ဖိုးရှိပြီးရန်ကိုလေးနေတဲ့ဗီဒီယိုတစ်ပုဒ်ဖြစ်ပါတယ်ဆရာတော်ဘုရားဒီထက်မကသာသနာအကျိုးကိုတည်ဖို့ဆောင်ရွက်နိုင်ပါစေလို့ဒီဗီဒီယိုဆုမွန်တောင်းပါတယ်ဆရာတော်ဘုရားရဲ့ဗီဒီယိုတွေကိုလည်းဒီလိုမြန်မြန်ပြန်လေးပြီးတော့ share ပေးပါတယ်ဘုရားလည်းတရားကြိုရှိပါစေသာသနာအကျိုးတည်ဖို့နိုင်ပါစေ ဒီဗီဒီယိုကြည့်နေတဲ့လူတွေအားလုံးလည်းဒီနေ့တာကိုကိုယ့်ရဲ့ပြောဆိုမှုတွေကိုယ့်ရဲ့လုပ်ရည်တွေကိုပြန်ပြီးစမ်းသပ်ကြည့်ပေါ့နော်ဟိုသူဒီဘားကိုထိခဲ့နိုင်တယ်လားသူကအကျိုးစီးပွားရုံးနိုင်တယ်လားဒါမှမဟုတ်စကားနဲ့ဖြစ်ဖြစ်စိတ်နဲ့ဖြစ်ဖြစ်ကိုထိလိုက်ရပဲဖြစ်ဖြစ်ပေါ့နော်ပြန်ရစမ်းသပ်ကြည့်ပါတကယ်တော့မှားနေခဲ့တယ်ဆိုရင်ဝန်ချတောင်းပါမှသူဒီဘားပေါ်မှာရုံးမှစိတ်ကြီးကောင်းချစ်စိတ်ကြီးမရှိပါနဲ့လို့ကျွန်တော်ပြောရကျွန်တော်ပြောချင်ပါတယ်နောက်ဝီဒီယိုတရနာကောင်လို့ကျွန်တော်တို့နေ့စဉ်နဲ့အမျှကျွန်တော်တို့ရပ်ပတ်ပူဇော်ပါကျွန်တော်ပြောချင်ပါတယ်ပေါ့နော် အားလုံးကျေးဇူးတင်ပါတယ်ဆရာတော်ဘုရားလည်းသာသနာအကျိုးကိုဒီထက်မှကတည်ဖို့ဆောင်ရွက်နိုင်ပြီးဘုရားဘာသာသာသနာရဲ့ကိုလည်းဒီထက်မှကထပ်ပြီးတော့သာသနာအကျိုးကိုတည်ဖို့ဆောင်ရွက်နိုင်ပါစေခင်ဗျာ